အေယာဝတီတိုင်းဒေသကြီးကျုံပြောခရိုင်ရေကြီးမြို့မြို့နယ်လုံးဆိုင်ရာဆက်ရှိကျဲမြောက်မဟာစီဝိနယတိကဝီနီအာဂုံစာအောင်စုပေးပွဲနဲ့၁၄ကျဲမြောက်အစိုးရပါဠိပထမပြန်စာအောင်စုပေးပွဲခန်းနာကိုဒီကနေ့မနက်ပိုင်းကမြစီမဟာစီသာသနာရိပ်သာကျောင်းတိုင်းတိတိစေယာဘိမ္မာမှာကျင်းပခဲ့ပါတယ်။ ။ဦးစောအခမ်းအနားသို့ကြားရောက်တော်မူလာကြတဲ့ဆရာတော်များတိလားရှင်ဆရာလေးများအောင်တနေသားချင်းဝကြီးချုပ်နဲ့တောင်းဝန်ရှိသူများကနေစုံများဆက်ကပ်လှူဒန်းခဲ့ပါတယ်။ အဲ့ဒီနောက်အခမ်းအနားကိုဆက်လက်ပြုလုပ်ရငတိုင်းချောင်းမြို့မဟာစီသာသနာရေးတာကျောင်းတိုင်းဩဝါဒစနေရဆရာတော်ထံမှတနေသားချင်းဝန်ကြီးချုပ်နဲ့အပြည့်အစုံများက၅ပါးတီလာခံယူစောင့်တည်ခဲ့ကြပါတယ်။ အဲ့ဒီနောက်ဆက်ရှင်ကျင်းမြောင်မဟာစီဝိနယာဒီကဝီနီအာကုံစာပြန်ပွဲတော်မှာတတိယအဆင့်ဂုံတူအောင်ဒုတိယအဆင့်ဂုံတူအောင်ဒုတိယအဆင့်အထူးအောင်ဒုတိယအဆင့်ရိုးရိုးအောင် ပထမအဆင့်ဂုံတူအောင် ပထမအဆင့်အထူးအောင်ပထမအဆင့်ရိုးရိုးအောင်တန်ဃာတော်များအားဒါနေတာချင်းဝန်ကြီးချုပ်တင်စာတရေးရဝန်ကြီးလူမှုရေးရဝန်ကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့တာဝန်ရှိသူအသေးသေးကစာအောင်စုလက်မှတ်နဲ့စာအောင်စုများဆက်ကပ်လှူဒန်းခဲ့ကြပြီးလှူဒန်းမှုအစုစုတို့အတွက်ရေးဆ ဆက်သွင်းချအမျှပေးဝေခဲ့ပါတယ်ဆလဘင်ရေကြီးမျိုးဘာထူကိုလန်အားလမ်းအရှိ820ပေးအကျယ်72ပေးဒူ6လမ်းမှကွန်ကရစ်လမ်းဆောင်ရွက်နေမှုများကိုကျေရှုစစ်ဆေးခဲ့ပြီးလိုအပ်တာများမှာကြားခဲ့ပါတယ် အဲ့ဒီနောက်ဒဏ္ဍာရီဝန်ကြီးချုပ်တင်ရေကြီးမျိုးဒီပါယုံစစ်တီတော်မြတ်ကြီးအောင်ဖူးမျော်ကြီးမျိုးကပန်းရေချမ်းစီမီများကတ်လို့ပူဇော်ပြီးဒီပါယုံစစ်တီတော်မြတ်ကြီးပရဝံအတွင်းမှာတည်ရှိတဲ့ဒီပါမူနီဘယရှန်အောင်ရှုပ်ပွားတော်မြတ်ကြီးကိန်းဝန်ဆံပြောတဲ့ကနာကုတိចောင်းဆောင်တော်တိဆောက်ချင်းလုပ်ငန်းအောင်ကျေးဇူးဆစ်ဆေးခဲ့ပါတယ်။ အဲ့ဒီနောက်တဏိတာချင်းဝန်ကြီးချုပ်နဲ့အဖွဲ့ဟာရေးကြီးမျိုးမျိုးရိုးဒရာရကျောင်းတိုက်ဆရာတော်အားဖူးမြော်ကြီးညိုပြီးသာသနာရေးဆိုင်ရာကိစ္စရပ်များနဲ့ဒေတာဖူးမြော်ရေးကိစ္စရပ်များအားတင်ပြလျှောက်ထားကလှူပွဲပစ္စည်းများစက္ကန့်လှူဒန်းခဲ့ကြောင်းသိရပါတယ်ဒီသတင်းကိုတော့ပတ်သိမ်းသတင်းဌာနကွဲမှပေးပို့ထားတာပဲဖြစ်ပါတယ်ရှင်